နူးကမ်ကိုမက်ဆီတရားဘလိုမျိုးဒိတ်တိတ်သွားခဲ့လဲဆိုတာရှင်းပြလာတဲ့ဒီဖို့ရိုဒရီဂိုဒီဘောနဲ့မက်ဆီတို့ကအာဂျင်တီးနားလက်ရွေးစင်အသင်းမှာ အခင်ဆုံးသင်ငယ်ချင်းတွေဖြစ်ကြပါတယ်။မမေရပြီးခဲ့တဲ့2022ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာဒီဘောကမက်ဆီရဲ့အနားမှာအမြင်ရှိနေပြီးတော့ သူ့ကိုမက်ဆီရဲ့လူယုံတော်လို့တောင်မှပရိသတ်တရားအရှုံးဖောက်ခဲ့ကြပါသေးတယ်။အဲဒီမက်ဆီကအင်တာမိုင်ယာမီအသင်းကိုပြောင်းရွှေ့သွားတော့လေဒီပေါ်ကလည်းအီတီကိုကနေပြီးတော့မက်ဆီရှိရာအမေရိကန်ကိုပြောင်းလာခဲ့ပါတယ်။ဒီတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကသူများတွေထပ်ပို့ပြီးတော့ခင်မင်နေကြတယ်ဆိုတာဒီအချက်ကိုကြည့်ရင်သိနိုင်ပါတယ်။ဒါအပြင်ဒီပေါ်ကနောက်ပိုင်းနှစ်တွေမှာမက်ဆီအတွက်အကောင်းဆုံးမိတ်ဆွေဖြစ်လာတယ်လို့အကောင်းဆုံးအသင်းဖော်တစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။လက်ရှိနိုင်ငံတကာပေးရအတွင်းမှာမက်ဆီကအာဂျင်တီးနားအသင်းနဲ့ ူပေါင်းဖို့အတွက်မွေးရမြေကိုပြန်လာခဲ့ရပါတယ်။ဒီတော့မက်ဆီဟာသူချစ်ခင်ခဲ့ရတဲ့ဘာစီလိုနာကွင်းကြီးကိုလည်းလမ်းကြုံဝင်လေဖို့ဖြစ်လာခဲ့ရပါတယ်။ဒါပေမဲ့မက်ဆီကသူ့အနေနဲ့ဘာစီလိုနာကိုခဏပြောင်းချင်တယ်ဆိုပြီးတော့ဘသူ့ဟိုမှမသိစေချင်ခဲ့ဘူး။အထူးသဖြင့်ပရိသတ်တီနဲ့မီဒီယာတွေရဲ့ PR တွေကိုမက်ဆီကရှောင်တိန်ချင်နေတာပါ။ဒီတော့သူ့ရဲ့အခင်ဆုံးတငယ်ချင်းဖြစ်တဲ့ဒီဘောကိုမက်ဆီကရင်ဖွင့်ခဲ့တယ်။ဒီလိုနဲ့ပဲမက်ဆီတယောက်နူကန်ကိုတတရာနဲ့ဘာဖီအာမှမရှိဘဲနဲ့သွားရောက်ပြီးတော့လဲပတ်နိုင်ခဲ့ပါတယ်။ ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့မက်ဆီဟာနူကမ်ကွင်းကြီးကိုအလဲလာခဲ့တဲ့အကြောင်းမီဒီယာတွေမှာသတင်းတွေတက်လာခဲ့ပါတယ်။မက်ဆီနေတဲ့နူကမ်ကိုတယောက်ထဲလဲပက်ခဲ့တာအစဉ်ပြေခဲ့တာကြောင့်သူဘလိုများစီစဉ်ခဲ့ရဲဆိုတာပရိသတ်တရားသိကျလာကြတယ်။ဒီတော့မီဒီယာတွေကအာဂျင်တီးနားလက်ရွေးစင်သင်းအတွက်ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာဒီဘောကိုမက်ဆီရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မေးမြန်းကြပါတော့တယ်။ဒီဘောကလည်းမက်ဆီရဲ့စီစဉ်ပုံတွေကိုပြည်လုံးတဲ့အကြောင်းအခုလိုပဲလူသိရှင်ကြားဖွင့်ရလာခဲ့ပါတယ်။ ကျွန်တော်တို့တွေအာဂျင်တီးနားကိုမပြောင်းခင်တရက်လောက်ကပေါ့လီယိုကကျွန်တော်ကိုခက်ပြုံးပြုံးနဲ့ထူးထူးလေးလာပြောပါတယ် ဒီပေါ်ရင်ငါအာဂျင်တီးနားကိုမပြန်ခင်မှာဘာစီလိုနာကိုခဏသွားခြင်းနဲ့ငါနူကန်ကွင်းကြီးကိုမတွေ့ရတာကြတော့သွားလဲခြင်းနဲ့လို့မက်ဆီကပြောပါတယ်အဲ့ဒါနဲ့ကျွန်တော်ကလည်းနောက်နေရလာလို့ပြန်ပြီးတော့သူကအတီပြောနေရယ်ဆိုတာသိလိုက်ရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တွေမိုင်ယာမီကနေ private layer တစည်းငားလိုက်ပါတယ်ဘာလို့လဲဆိုတော့ဒီကိစ္စကိုဘယ်သူမှမသိစေချင်လို့ပါမက်ဆီကိုရိုင်းကလည်းကင်မရာတွေမရှိဘဲနဲ့အေးအေးဆေးဆေးသွားလဲခြင်းခဲ့ရပါ ဘာစီလိုနာကိုရောက်တော့ကျွန်တော်တို့တွေကနူကန်ကွင်းကြီးနဲ့မြန်ချင်းဆိုင်ဟိုတယ်မှာအခန်းငားခဲ့ပါတယ်။အဲဒီနောက်တော့နူကန်ကွင်းကြီးကိုမက်ဆီတယောက်အေးအေးဆေးဆေးနဲ့ကြည့်နေတော့တာပါပဲ။ပြီးတော့ဒီနေရာငါဘဝစတင်ခဲ့တဲ့နေရာပဲဆိုပြီးတော့မက်ဆီစီကနေတိုးတိုးလေးရေရွတ်တံကိုကျွန်တော်ကြားခဲ့ပါတယ်။ကျွန်တော်လည်းဘာမှမပြောဘဲနဲ့တိတ်တိတ်လေးနေပြီးခဲ့ရပါ။ဒါပေါ့လီယိုရေဒီကဘာမှာဘာစီလိုနာအသင်းလောက်မင်းအတွက်အမတ်တရားဖြစ်စီမဲ့အသင်းကရှိမှမရှိတာကွာဆိုပြီးတော့ကျွန်တော်ကလည်းခက်ပြုံးပြုံးနဲ့ပြောခဲ့ပါသေးတယ်။အဲဒီနောက် က်ဆီကကွင်းထဲကိုအေးအေးဆေးဆေးလည်ပတ်ခဲ့တာပါလို့ဒီဘောကမက်ဆီရဲ့စီစဉ်ပုံအသေးစိတ်ပြောပြလာခဲ့တာဖြစ်ပါတယ်။ဒီလိုစီစဉ်ပုံကြည့်ရင်မက်ဆီကဘာစီလိုနာအသင်းကိုဘယ်လောက်ထိချစ်နေသေးလဲဆိုတာသိသာစေတယ်။မက်ဆီကကိုဘွားရဲ့အစာပြုတ်နေရာကိုအခုချိန်ထိရင်ထဲမှာတင်းဆဲထားတယ်ဆိုတာက လူသားဆန်မှုကိုပြသနေတာပဲလို့ဆိုလိုလိုက်ချင်ပါတော့တယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။